ွေကိုဒီဘွဲမှာဥနိုင်အကြိုက်ကစားမဲ့ဝမ်းချင်းဝမ်းချင်းစိုက်ကိုစီကြောစိုက်ကတော့အကြီးကြီးပဲเนาะစီကြောရအကြီးကြီးပဲအသေးစိတ်ဖြည်းဖြည်းချင်းလေးဥနိုင်ရှင်းပြမယ်ပေါ့เนาะဥနိုင်နဲ့ဒူဒူလေးလာကြည့်အောင်ပေါ့เนาะပထမဦးဆုံးဥနိုင်တို့ဒီမှာ၃ပရိတ်တိုင်ပင်ကွာဝေးအတူတူပဲ၃ပရိတ်၃ပရိတ်လို့သူကစားတယ်၃ပရိတ်လို့ကစားပြီးတော့မှဒီအဝါရောင်လေးတွေကိုကြည့်လိုက်ပေါ့เนาะဒီ၃လုံးပေါင်းခြင်းက၉ကိုပြီးတော့ဒီ၃လုံးပေါင်းခြင်းက၃ည ုံညာပြီးတော့ဒီသုံးလုံးပေါင်းကြီးကတက်ကိုးတုံညာတက်လို့ကစားတယ်ကစားပြီးကြတဲ့အဲ့ကိုးရဲ့နက်ခတ်ဒီဒီပရိတ်က6အဲ့ဒီပရိတ်6ကိုဒီသုံးလုံးပေါင်း6ဒီသုံးလုံးပေါင်း6နောက်ပိတ်နဲ့ပရိတ်နဲ့6အဲ့ဒီ6ဒီ51အတွဲနဲ့ရှေးပေါင်း6လို့ဒီမှာလာထည့်6ဖြစ်ရှင်နေအကုန်ထည့်သွားတာနော်သုံးလုံးပေါင်း6ကိုးရဲ့နက်ခတ်ဒီပရိတ်6သုံးလုံး6သုံးလုံးပေါင်း6နောက်ပိတ်နဲ့ပရိတ်နဲ့6 51ရှေးရွဲနဲ့6လို့ကစားတယ် ုတ်ပြီ6ပြီးတော့သူကသုံးလုံးပေါင်းတုံရရဲ့နကခွန်းလို့ရိုက်တယ်ဗရိတ်ခွန်းသုံးလုံးပေါင်းချင်းခွန်းဒီသုံးလုံးပေါင်းချင်းခွန်းနောက်ပိတ်နဲ့ဗရိတ်နဲ့ခွန်း52အခြေရွဲနဲ့ခွန်းလို့ကစားတယ်6ခွန်း6ခွန်းပြီးတော့ဦးနန်တို့ဒီမှာဒီသုံးလုံးပေါင်းချင်း1တိရနခတ်ကဗရိတ်၈လို့ကစားတဲ့အတွက်ကိုဗရိတ်၈ကြောင့်ဒီသုံးလုံးပေါင်းချင်း8ဒီ၃လုံးပေါင်းခြင်းက၈နောက်ပိတ်နဲ့ပြိတ်နဲ့၈53နဲ့၈ရွဲနဲ့၈လို့သူထည့်လိုက်တယ် ထည့်လိုက်တော့ကောင်းပြီနောက်ထပ်တကွအဲ့ဒီကဏ္ဍလေးထည့်ဖို့အတွက်ဘာထောက်လဲဆိုတော့အစင်းရောင်လေးတွေကိုကြည့်လိုက်ပါနော်မော်ဒယ်စင်းလေးတွေကြည့်လိုက်ဒီသုံးလုံးပေါင်းချင်းတုံညကိုဒီနှလုံးတုံညလို့ထောက်တယ်ဒီသုံးလုံးပေါင်းချင်းတုံညကိုဒီနှလုံးတုံညထောက်တယ်ဒီသုံးလုံးပေါင်းချင်းတုံညကိုဒီနှလုံးတုံညလို့ထောက်တယ်ဟုတ်ပြီဒါဆိုရင်ဒီပန်းရောင်ရဲ့အဝါရောင်ရဲ့ဖက်ဖူးရောင်ရဲ့သုံးရောင်ပြီးသွားပြီပြီးသွားတော့သူဘာကြံခဲ့လဲဆိုတော့ဒါကတော့လုံးတူထောက်တဲ့စနစ်ပေါ့ဒီမှာ၈ဒီမှာ၃ည 8346 ganan တလုံးနှလုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးကနတ်ခြောက်လုံးပုံလူထဲ့တာ8346เนาะဒုတိယကမှလည်းအဲ့လိုပဲ8346ဒါပုံလူထဲ့တာတတိယကမှလည်းအဲ့လိုပဲ8346เนาะကဲကောင်းပြီအဲ့တော့အဲ့ဒီလူတွေကစားပြီးတာနဲ့ဦးနိုင်တို့ကတခါဘယ်ထိရောက်လာပြီလဲဆိုဦးနိုင်တို့ဒီနန်းလေးထိရောက်လာပြီเนาะ ီနာနေ့ထိရောက်လာပြီအဲ့တော့ဒီရှေးပေါင်း6ရဲ့အောက်မှာ၄ခွန်ခွန်းလို့သူထည့်၄ခွန်ခွန်းလို့ထည့်ပြီးတာ ਨੇ ဒီနှလုံး၅ဒီပုံတွေထည့်တယ်ထည့်ပြီးတော့မှဒီကနန်း၄လုံးပေါင်းခြင်း၉ကိုဒီခါနဲ့ဒီရှေးပေါင်းနဲ့၉လို့ထည့်နော်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒုတိယအကတ်မှာလဲအဲ့ဒီလိုပဲနော်ဒုတိယအကတ်မှာလဲဦးနဲ့တို့အဲ့ဒီလိုပဲနော်ဒီမှာ လေးခွန်ခွန်လို့ပုံသေးထည့်တယ်ဒီနှလုံး၅လို့ထည့်တယ်ထည့်ပြီးတော့မှဒီကနန်း၄လုံးပေါင်းရင်၉ကိုဒီခါနဲ့ရှေ့ပေါင်းနဲ့၉လို့ပြန်ထည့်တယ်ဟုတ်ပြီဒါဆိုရင်ဥနဲ့လို့ဒီမှာတတိယအကတ်မှာနော်လေးခွန်ခွန်လို့ထည့်တယ်ဒီနှလုံးပေါင်းပုံသေး၅လို့ထည့်တယ်ဒီကနန်း၄လုံးပေါင်းရင်၉ကိုဒီခါနဲ့ရှေ့ပေါင်းနဲ့၉လို့သူကထည့်လိုက်တယ်ထည့်ပြီးတော့မှခုဥနိုင်ပထမဦးဆုံးတည့်ခဲ့တယ်ဒီပရိတ်6ဒီ6ဖြစ်ချင်းနေကြောင်းဒီနေရာမှာ 6ရဲ့နှက်ခတ်ဒီ9လို့ပြန်ထည့်တယ်အဲ့ဒီ9ဒီဒီမှာစခဲ့တဲ့ဒီ3လုံး9ကဒီနေရာလေးမှာဒီ3လုံး9လို့ထည့်တယ်ထည့်ပြီးတော့မှဒီကနန်းကဒီကိုဝမ်းချင်းလို့ကစားတယ်ဒုတိယအကတ်မှာဒီ3လုံးပေါင်းခြင်းတုံညကဒီနေရာလေးမှာဒီ3လုံးပေါင်းခြင်းတုံညလို့ထည့်ပြီးတော့မှဒီကနန်းဒီဒီကိုဝမ်းချင်းကစားတယ်တတိယအကတ်မှာဒီ3လုံးပေါင်းခြင်း1ကနော်ဒီ3လုံးပေါင်းခြင်း1လို့ကစားပြီးတော့မှဒီကနန်းဒီဒီနေရာကိုဝမ်းချင်းကစားခြင်းတယ်အင်မတန်မှ ကောင်းမွန်တဲ့ site လေးဖြစ်တယ်ပေါ့နော်အဲ့တော့တူတူနဲ့လိုရင်းပြောရရင် ဖြစ်စင်ကြီးရတော့အများကြီးပဲဖြစ်စင်တွေအားလုံးကိုတီလိုက်တယ်တီပြီးတာနဲ့လေးခွန်ခွန်လို့ပုံတွေရိုက်တယ်လေးလုံးပေါင်းခြင်းကိုကိုသုံးလုံးပေါင်းခြင်းကိုလို့ရိုက်ပြီးတာနဲ့ဒီကနေ့ကဒီမှာချိန်တယ်ဒုတိယအကမှလည်းအဲ့လိုပဲဥနိုင်တို့နော်လေးခွန်ခွန်လို့ထည့်လိုက်တယ်လေးလုံးပေါင်းခြင်းကိုကိုသုံးလုံးပေါင်းခြင်းကိုလို့ထည့်ပြီးတော့မှဒီကနေ့ကဒီကိုဝမ်းချင်းရိုက်တယ် တတိယကံမှာလည်းခုခုလို့ထည့်တယ်ဒီ၄လုံးပေါင်းခြင်းကိုကို၃လုံးပေါင်းခြင်းကိုလို့ကစားပြီးလို့ဒီကဏ္ဍဒီမှာဝန်းခြင်းရိုက်တယ်အဲ့တော့တတိယ၆ဝန်းခြင်းပေါ့နော်ဒါတနည်းပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်မျိုးကလည်းဥဏ္ဏတို့အဲ့ဒီလိုပဲနောက်တစ်မျိုးလည်းဥဏ္ဏကစားပြမယ်စီစောလေးနဲ့ပေါ့နော်နော်နောက်တစ်မျိုးကလည်းဒီလိုပဲ၃ကစီကိုတန်တန်လေးကစားပြမယ်နော်အဲ့တော့၃ကစီဘယ်လိုပုံစံကစားချင်တာလဲဆိုတော့ဥဏ္ဏတို့ဒီမှာ ခြောက်ပရိတ်တိပရိတ်ခြောက်ပရိတ်တိပရိတ်လို့ထောက်တယ်ဒီသုံးလုံးပေါင်းချင်းခွန်ခွန်ရဲ့နှက်ကတုံညာပရိတ်လို့ထောက်တယ်ဒါပရမတကက်နော်ဒုတိယကမှလည်းအဲ့လိုပဲခြောက်ပရိတ်တိပရိတ်လို့ထောက်တယ်ဒီသုံးလုံးပေါင်းချင်းခွန်ခွန်ရဲ့နှက်ကတုံညာပရိတ်လို့ထောက်တယ်တတိယကမှလည်းခြောက်ပရိတ်တိပရိတ်ဒီသုံးလုံးပေါင်းချင်းခွန်ခွန်ရဲ့နှက်ကတုံညာပရိတ်လို့ထောက်တယ်ဟုတ်ပြီအဲ့ဒီလို့ထောက်ပြီးတာနည်းသူကဘာကစားမှလဲဆိုတော့ ဒီ၃လုံးပေါင်းရင်1ကဒီ၃လုံးပေါင်းရင်1လို့သူထည့်တယ်နော်ဒုတိယကမှာတက်ပြီးတော့ဒီ၃လုံးပေါင်းရင်3ညကဒီ၃လုံးပေါင်း3ညလို့ထည့်တယ်တတိယကမှာဒီ၃လုံးပေါင်းရင်9ကဒီ၃လုံးပေါင်းရင်9လို့ထည့်စီနီယာလေးတွေထည့်ဟုတ်ပြီဒါဆိုရင်၃လုံး1က၃လုံး1လို့ထည့်လိုက်တဲ့အချိန်မှာဒီပရိတ်6ဒီပရိတ်6ကဒီ3လုံး6ဒီ3လုံး6လို့ထည့်တယ်ပရိတ်6ကို 3လုံးပေါင်း6 3လုံးပေါင်း6လို့ထည့်လိုက်တာ ਨੇ ဒီကနန်းကဒီကိုဝန်းချင်းလို့သူကစားတယ်ဒါပထမတကက်နော်ဒုတိယအကမှလည်းအဲ့လိုပဲဦးနိုင်တို့ဒီမှာဗရိတ်6ပြီးတော့ဗရိတ်ခွန်ဒီဗရိတ်ခွန်ကလည်းဒီ3လုံးပေါင်းခွန်ကိုဒီ3လုံးပေါင်းခွန်လို့ထည့်တဲ့အတွက်ဒီကနန်းကဒီမှာဝန်းချင်းလို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယအကမှဖြစ်စဉ်တွေအလုံးကိုတည်လိုက်တယ်ဗရိတ်က6 6ခွန်8ဗရိတ်8ကြောင့်ဒီ3လုံးပေါင်းခြင်း8ကိုလည်းဒီ3လုံးပေါင်းခြင်း8လို့ထည့်တဲ့အတွက် တိတိချောင်းဆိုတဲ့ကဏ္ဍဒီဒါဝမ်းချင်းလို့ကစားမှာပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်တိတိချောင်းဝမ်းချင်းဒီဒါလေးကလည်းသုံးကစီဖြစ်တဲ့အတွက်နှစ်မျိုးရှိပြီပေါ့နော်ဥနိုင်ပြခဲ့ကဲကောင်းပြီဒါဆိုရင်နောက်ထပ်တိတိချောင်းဝမ်းချင်းကိုစီကြောတန်တန်လေးနဲ့ထပ်ပြီးတော့တစ်မျိုးပြအောင်ဒါလေးကလည်းဒီမှာသုံးကစီနဲ့နော်တိတိချောင်းဝမ်းချင်းကိုပြမှာအဲ့ဒီဘက်မှာဥနိုင်အကြိုက်ကစားမှာပါတုဒ္ဒဩဂဏန်ဒီတိတိချောင်းဝမ်းချင်းနဲ့တကွက်သေးပဲထုတ်ထားတယ်ပေါ့နော်အဲ့တော့ဥနိုင်နဲ့အတူတူမိတ်ဆွေချင်းနဲ့ အဲမိတ်ဆွေတွေလိလာကျင်တဲ့မိတ်ဆွေတွေလှမ်းလာခဲ့ပါလို့တော့ဦးနိုင်ကဖိတ်ခေါ်ပါတယ်ပေါ့နော်ပြန်ဟုတ်ပြီအဲ့တော့ဦးနိုင်ဒါလေးကိုရှင်းပြမယ်နော်ရှင်းပြမယ်ဆိုတော့ပထမဦးဆုံးခင်းရအောင်လေးကိုကြည့်လိုက်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီကိုဒီသုံးလုံးပေါင်းခြင်းဟာကိုကိုရဲ့နှက်ခတ်ဒီဒီသုံးလုံးပေါင်းခြင်းဟာ6 6ရဲ့ပါပါ1နော်အဲ့တော့ဒီလိုလိုလက်ဗရိတ်1 3လုံးပေါင်း ငါးထိပ်နောက်ပေါင်းခွန်ဒုတိယအကတ်မှာတိုင်ပင်ကွာဝေးအတူတူပဲနော်ဗရိတ်၁သုံးလုံးပေါင်း၆၅ထိပ်နောက်ပေါင်းခွန်နော်တတိယအကတ်မှာလည်းအဲ့လိုပဲတိုင်ပင်ကွာဝေးအတူတူပဲနော်ဗရိတ်၁သုံးလုံးပေါင်း၆နော်ဗရိတ်၁သုံးလုံးပေါင်း၆၅ထိပ်နောက်ပေါင်းခွန်အဲ့လိုတွေကစားကစားပြီးရတဲ့သူကဘာတွေကစားလဲဆိုတော့ဒီသုံးလုံးပေါင်းချင်းဒီ၉ ီသုံးလုံးပေါင်းခြင်းဒီတုံညာဒီသုံးလုံးပေါင်းခြင်းဒီတိလို့စီနီယာထည့်တယ်ကိုတုံညာတိဆိုပြီးတော့နော်စီနီယာထည့်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ပထမအကတ်မှာဘလို့သူပြန်သွားမလဲဆိုတော့ဒါလေးကိုကြည့်လိုက်နော်ဒီသုံးလုံးပေါင်းခြင်းကိုရဲ့အောက်မှာကိုရဲ့နှစ်ကတ်ဒီဒီတုံညာခွန်ကိုဒီ6အဲ့ဒီ6ကဒီသုံးလုံး6လို့ညှန့်ထည့်တယ်တခုချင်းရှင်းပြမယ်နော်ဒီသုံးလုံး6ကိုရဲ့နှစ်ကတ်ဒီဒီသုံးလုံး6ကဒီသုံးလုံး6လို့ထည့်တယ် ထည့်ပြီးရတဲ့ထိတ်စီးသုံးလုံးပေါင်းခြင်း၄သည်၄လုံးပေါင်းခြင်း၄လို့ပြန်ထည့်တယ်။အဲ့လိုထည့်ပြီးတော့မှသူ့ရဲ့နောက်တစ်နှစ်သည်ကိုးပရိတ်ကဒီသုံးလုံး၉လို့ထည့်တယ်။နော်ထည့်ပြီးတော့ဒီသုံးလုံးပေါင်းခြင်း၈ကဒီသုံးလုံးပေါင်းခြင်း၈ဆိုပြီးသူပြန်ထည့်တယ်။အကုန်လုံးသူကစီနီယံလေးတွေကြိုက်ခဲ့တယ်။အဲ့လိုထည့်ပြီးတော့မှဒီကဏ္ဍကဒီကို1ကျင်းလို့ကစားဟုတ်ပြီဒါဆိုရင်ဒုတိယအကက်ဒုတိယအကက်မှာလည်းအဲ့လိုပဲကိုးပြီးတော့ဒီသုံးလုံးက၃ည၃ညရဲ့နှက်ကကိုလည်းဒီသုံးလုံးကခွန်းလို့ထည့်တယ် အဲ့ဒီခွန်ကိုလေဒီသုံးလုံးခွန်လို့ထည့်ထည့်ပြီးတော့မှထိတ်စီးသုံးလုံးပေါင်းရင်ငါငါကိုဒီလေးလုံးပေါင်းရင်ငါလို့ထည့်လေးလုံးပေါင်းရင်ငါလို့ထည့်ပြီးတော့ဒီဗရိတ်ရှစ်ကသုံးလုံးပေါင်းရှစ်လို့ထည့်ထည့်ပြီးတော့ဒီသုံးလုံးပေါင်းခွန်ဒီဒီသုံးလုံးခွန်လို့ထည့်ပြီးတော့မှဒီကဏ္ဍကြီးကိုဝန်းချင်းလို့သူကစားဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီမှာတတိယကံမှာဒီသုံးလုံးပေါင်းရင်ကတစ်တိရနှစ်ခက်ကိုလေဒီသုံးလုံးပေါင်းရင်ရှစ်လို့ထည့်တယ်အဲ့ဒီရှစ်ကိုလေဒီသုံးလုံးပေါင်းရင်ရှစ်လို့ကစားတယ် အဲ့လိုကစားပြီးတော့မှထိတ်စီးသုံးလုံးပေါင်းရင်6ကို၄လုံးပေါင်းရင်6လို့သူထည့်တယ်ထည့်ပြီးတော့မှဒီဗရိတ်ခွန်ကဒီသုံးလုံးခွန်လို့ထည့်တယ်ထည့်ပြီးတော့မှဒီသုံးလုံးပေါင်း6ကဒီသုံးလုံး6လို့ကစားလိုက်တဲ့အတွက်116ဆိုတဲ့ကညာဒီကို1ချင်းလို့ကစားခြင်းနော်အင်မတန်မှချစ်စရာကောင်းတဲ့ line လေးတွေပေါ့နော်ဒါဥနိုင်ဒီ line လေးနဲ့ဥနိုင်ပြပါဒီ line လေးနဲ့ပြပေးမယ်ဆိုတော့ဥနိုင်တို့ဒီ line ကတော့เนาะဒီ line ထဲမှာဥနိုင်တို့ဒီမှာ 2025မှာခွန်သည်ဆယ်လုံးကြမယ်ဆိုပြီးဥနယ်ပြောခဲ့တဲ့ line လေးပေါ့နော်ဖြစ်စဉ်ကပထမတစ်ခုပဲရှင်းပြလိုက်မယ်3ချောင်းနှစ်က3ချောင်းနှစ်လို့ကစားတယ်ဒီ3လုံးပေါင်းခြင်း6ဒီ3လုံးပေါင်းခြင်း9လို့ပုံစံထည့်တယ်ထည့်ပြီးတော့မှအဲ့ဒီနှစ်ထဲမှာခွန်ဆိုတဲ့ကဏ္ဍသည်ဒီမူထဲမှာကဆယ်လုံးကြမယ်လို့ဥနယ်ပြောခဲ့တယ်နော်ဒုတိယကမ်းမှာလည်းအဲ့ဒီလိုပဲဖြစ်စဉ်တွေတည်လိုက်တယ်ဒီနှစ်ထဲမှာခွန်သည်ဆယ်လုံးကြမယ်လို့ပြောခဲ့တယ် တတိယကမှလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်အဲ့တော့2025မှာခွန်ကဒီဒီစနစ်နဲ့ဟာ10လုံးကြမယ်နော်အဲ့တော့ခွန်3ခွန်ဆိုတဲ့မွေးကနန်းအောင်ခဲ့ပြီပြီကျန်နေတာဒီခွန်အပူက3ချိန်ကြမှာဆိုတော့ဒီချိန်ကျန်သေးတယ်နော်ဒီမှာခွန်အပူဒီတစ်ချိန်2ချိန်3ချိန်ကြတယ်ဒီမှာလည်းအဲ့လိုပဲခွန်အပူကတစ်ချိန်2ချိန်မှာ3ချိန်ကြတယ်ပေါ့နော်အဲ့ဒီနေ့ထဲမှာခွန်အပူဒီဒီမှာတစ်ချိန်နှစ်ချိန်ထွက်သွားပြီခွန်က10လုံးကြမှာ ွန်ဘူးတစ်ချိန်ကျန်တယ်လို့ခုနပြောခဲ့တယ်။ကြည့်အဲ့ဒါထားလိုက်တော့အဲ့တော့အဲ့ဒီဖြစ်စဉ်တွေကနေပြီးတော့ဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း၉လို့ဖြစ်တာရဲ့အောက်ကနောက်ပေါင်းချင်း၄၄ပါပါပြိတ်၉လို့ဖြစ်လို့ခုနှစ်ချိန်မှာ၄ပြိတ်ရိုက်တယ်။ဒုတိယကမ်းမှာလည်းဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း၉လို့ဖြစ်တာရဲ့အောက်ကနောက်ပေါင်း၅၅ပါပါပြိတ်၃ညလို့ရိုက်လို့ခုနှစ်ချိန်မှာ၅ပြိတ်လို့ရိုက်တယ်နော်။၄ပြိတ်ပြီးတော့၅ပြိတ်ရိုက်တယ်။ဒါဆိုရင် ဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း၉လို့ဖြစ်လို့ဒီမှာနောက်ပေါင်း၆၆ပေါင်းပါဗရိတ်၁လို့ရိုက်လို့ဒီနေရာမှာဥနဲ့နေမှာဗရိတ်၆လို့ရိုက်မှာနော်အဲ့တော့ဗရိတ်၆လို့ရိုက်မဲ့အခါမှာဒီနောက်ပေါင်း၄ကြောင့်9ချိန်မှာ၄ဗရိတ်နောက်ပေါင်း၅ကြောင့်9ချိန်မှာ၅ဗရိတ်နောက်ပေါင်း၆ကြောင့်9ချိန်မှာ၆ဗရိတ်အဲ့ဒီ၆ဗရိတ်ကိုဒါဥနဲ့ကအကွက်ရွှေစနစ်နဲ့ကစားပြမှာ ကွက်ရွှေစနစ်နဲ့ကစားပြမှာဆိုတော့ဘလူးအကွက်ရွှေမှာလေဒီကနန်းကနှစ်နှစ်ကျော်ပြီဒီမှာရွှေတယ်ရွှေတော့ဒီသုံးလုံးပေါင်းချင်း၈ဒီသုံးလုံးပေါင်းချင်း၉လို့ဖြစ်ခဲ့လို့နော်၉လို့ဖြစ်ခဲ့လို့သူ့ရဲ့ဒီညာဘက်မှာဟိုဘော၄နှစ်ရှိလိုက်မှာပေါ့နော်ဒီသုံးလုံးပေါင်းချင်း၈ဒီသုံးလုံးပေါင်းချင်း၉လို့ဖြစ်ခဲ့လို့သူ့ရဲ့ညာဘက်မှာတစ်နှစ်နှစ်နှစ်ဒီသုံးနှစ်မြောက်ထဲမှာသုံးနှစ်မြောက်ထဲမှာနန်းတို့ဒီမှာ၈လို့ပိတ် ရှစ်လို့ပြိမ့်ပြန်တဲ့သူ့ရဲ့ဘေးမှာကိုးလို့ခါမယ်နော်ဒီရှစ်ဖြစ်ခြင်းကိုးဖြစ်ခြင်းလို့ဖြစ်ခဲ့လို့တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာရှစ်လို့ပြိမ့်မယ်ကိုးလို့ခါမယ်ရှစ်ပိတ်ကိုးခါလို့ဖြစ်တဲ့ဒီကဏ္ဍ၄ကိုးနှစ်ဆိုတဲ့ကဏ္ဍဒီဒီကဏ္ဍ၄လုံးပေါင်းခြင်းတက်မှုလို့၄ကိုးနှစ်ဆိုတဲ့ကဏ္ဍဒီဒီသုံးလုံးပေါင်းခြင်း၄နောက်ပေါင်းခြင်း၉ဒီသုံးလုံးပေါင်း၆လို့ဖြစ်တာရဲ့နောက်တစ်နှစ်မှာတစ်ချိန်မှာထွက်မယ်ငါးထိပ်စီရဲ့ဘေးမှာထွက်မယ် ရှင်းနဲ့ကိုနဲ့ဖြစ်ခဲ့တဲ့ခဏနော်ဒုတိယကမှလည်းအဲ့လိုပဲဒီသုံးလုံးပေါင်းခြင်းရှစ်ဒီသုံးလုံးပေါင်းခြင်းကိုလို့ဖြစ်ခဲ့လို့တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်ထဲကနော်သုံးနှစ်မြောက်ထဲကဒီမှာရှင်းနောက်ပဲကိုခါလို့ဖြစ်တယ်ဒီကဏဒီကဏသည်ဒီသုံးလုံးက၃၃နဲ့၉နဲ့ပေါင်းတော့နှစ်နှစ်မို့လို့နော်နှစ်မို့လို့ဒီသုံးလုံးပေါင်းခြင်း၄ဒီနှလုံး၉ဒီသုံးလုံးက၆လို့ဒီဘက်ဖြစ်ခဲ့လို့ဒီဘက်နှစ်မှာနှစ်ကြိမ်မှာမထွက်ခွဲ၁၂ကြိမ်မှာထွက်တယ် 对啊，皮嘛，牙这朝不上嘛，脱的。好比咱说，屋里那点摘梨来干嘛？低东路毛人西，低东路毛人轱辘来劈劈。劈来什嘛？等你恁恁东恁庙头嘛，喏，东恁庙头嘛，我里来下来在干嘛？下下巴巴提提怪表示，新老被顾卡，新被顾客了劈的，地地果敲出来个娘的，你个娘东龙帮恁恁底下伢那帮侬看。 ခွန်မို့လို့သူကဒီသုံးလုံးပေါင်းရင်၄နောက်ပေါင်း၉ဒီသုံးလုံး၆လို့ထောက်ပြတယ်ဒီဘက်နှစ်မှာခွန်မို့လို့သူကခွန်တဲ့ချိန်မှာထွက်မယ်သူထွက်တော့မဲ့အချိန်မှာသူ့ရဲ့ဘေးမှာငါးထိပ်စီလို့ထောက်ပြလို့မှာထွက်မှာအဲ့တော့၁၇နှစ်ချိန်မှာကြာတော့ဥနဲ့လို့ငါးထိပ်စီမထောက်ခဲ့ဘူးအဲ့ဒီနေရာလေးမှာဥနိုင်က6 9 1ဆိုတဲ့ကဏ္ဍလေးပေါ့နော်သူကကြဘလူထွက်လဲဆိုတော့8ပိတ်6ခါလို့ဖြစ်တော့သူကနောက်ကနေ2 9 4ဆိုပြီးတော့ပဲ2 9 4လို့တဲထွက်တယ် ဒုတိယကမ်းမှာလည်းအဲ့လိုပဲရှစ်ဘိတ်ကိုးခါဆိုဒီနောက်ကနေပြန်ထွက်တာရှစ်ကိုးတုံညာကရှစ်ကိုးတုံညာလို့ထွက်တယ်ခုတတိယကမ်းမှာရှစ်ဘိတ်ကိုးခါလို့ဖြစ်တော့ဒီဟာ691ဆိုပြီးတော့691လို့ပဲထွက်မှာလားဓမ္မမဟုတ်ရင်196လို့ပဲထွက်မှာလားကိုးခါနဲ့ပဲထွက်ရမှာပေါ့နော်ကြည့်ဘယ်လိုပဲထွက်တယ်ဥနိုင်တော်ကပေါက်ဖို့အရေးကြီးတယ်ဒီကိတန်းထွက်ရင်ပေါ့နော်အကွက်ရွှေစနစ်ဆိုတာမျိုးကဘယ်လိုပဲထွက်ထွက်ထွက်လာခဲ့လို့ရင်ဒါပေါက်အောင်ပဲဥနိုင်တော်ကထိုးရမှာပေါ့နော်ကြည့်ဟုတ်ပြီအဲ့တော့နောက်ထပ်တစ်ခါ လေးကစီနဲ့လေးကစီနဲ့ဥနိုင်ငွေကနားထုတ်တာလေးကိုဒီဘွဲမှာဥနိုင်ရဲ့မိတ်ဆွေတွေကိုဒါဥနိုင်ကလက်ဆောင်ချပြပြပေးလိုက်မှာပေါ့နော်အဲ့တော့ပထမအုံဆုံးဥနိုင်တို့ဒီမှာဒီ၃လုံးခွန်ဒီ၃လုံးခွန်နောက်ပေါင်း၄လို့ဒီမှာဖြစ်ခဲ့အဲ့ဒီမှာတကက်ရှိတယ်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  အဲ့ဒီလိုတွေဖြစ်ခဲ့ပြီးတာနဲ့နော်အဲ့ဒီလိုတွေဖြစ်ခဲ့ပြီးတာနဲ့သူကဘာတွေလာလဲဆိုတော့ဒီကနန်း၄လုံးပေါင်းရင်၃လို့ဖြစ်တာရဲ့တပင်ကျော်ကဒီကနန်းဒီဒီနေရာကိုလာထွက်တယ်လာထွက်တော့မဲ့အချိန်မှာအချိန်ရဘယ်လိုထွက်တယ်လဲဆိုတော့ဒီ၃လုံးပေါင်းရင်2ကျောင်း2ချိန်မှာထွက်တယ်သူထွက်တော့မဲ့အချိန်မှာခါ၃လုံးဒီပုံဒီ၉လို့ဖြစ်ခဲ့ရအဲ့၉လို့ဖြစ်တာဒီဘာကြောင့်ဖြစ်လဲဆိုတော့ဒီနောက်ပေါင်း၄ နောက်ပေါင်းလေးဘီပုံစံ၄လို့ဖြစ်လို့၄ပါဝါခါသုံးလုံး၉လို့ထောက်တာရဲ့ဘေးမှာထွက်တယ်၄လုံးပေါင်းရင်၃ရဲ့တပွဲကျော်ကဏ္ဍဒီထွက်ရမယ့်အကျင့်ကြီးကဒီ၃လုံးပေါင်းရင်၂ကြောင့်၂ကျင့်မှာထွက်တယ်ဒါပထမတကက်ဒုတိယကမှလည်းအဲ့လိုပဲဖြစ်စဉ်၄အလုံးကိုတည်တယ်၄လုံးပေါင်းရင်၂၂ရဲ့တပွဲကျော်ကဒီကဏ္ဍဒီနော်၂ရဲ့တပွဲကျော်ကဒီကဏ္ဍဒီဒီနေရာကိုလာထွက်မယ်ထွက်တော့မယ့်အချိန်ကြီးကဒီ၃လုံးပေါင်းရင်၆ကြောင့် 16ချိန်မှာထွက်တယ်နောက်ပေါင်း၄နောက်ပေါင်း၄၃လုံးပေါင်း၄လို့ဖြစ်ခဲ့လို့၄ပေါက်ပါဒီခါသုံးလုံး၉လို့ဖြစ်တာရဲ့ဘေးမှာပဲဒီကနေ့ကထွက်တယ်ဟုတ်ပြီဒါဆိုရင်ဥဏ္ဏတို့တတိယအကံမှာဖြစ်စဉ်ဒီအားလုံးကိုတီးတယ်တီးပြီးတာနဲ့၄လုံးပေါင်းခြင်း၁ပရမ၃ဒုတိယ၂တတိယ၁တိလို့ဖြစ်တာရဲ့တပွဲကြော်ကခဏ656ဆိုတဲ့ခဏဒီအကျင့်အားဖြင့်ဒီသုံးလုံးပေါင်းရင်နှစ်ကြောင့် နှစ်ကြိမ်မှာထွက်မယ်ဒီနှလုံးပေါင်း၄ဒီနှလုံးပေါင်း၄ဒီသုံးလုံးပေါင်း၄လို့ဖြစ်ကြလို့၄ပါပါခါသုံးလုံး၉လို့ထောက်တာရဲ့ဘေးမှာလည်းထွက်ရဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်တွေအားလုံးကိုတည်လိုက်ပြီတည်လိုက်တော့ခဏဒီကဏ၄လုံးပေါင်းချင်း၃ညလို့ဖြစ်တာရဲ့တပွဲကျော်ဟာ၁၉၆ဆိုတဲ့ကဏ္ဍသည်ထွက်ရမယ့်အချိန်ကြီးကဒီသုံးလုံးပေါင်းချင်းသည်ခွန်ကြောင့်ခုနှစ်ချိန်မှာထွက်မယ် ဒီနှလုံးပေါင်းလေးဒီနှလုံးပေါင်းလေးဒီသုံးလုံးပေါင်းလေးလို့ဖြစ်ကြလို့၄ပါပါသည်69ဒီခါသုံးလုံးဒီ9လို့ထည့်ကြတဲ့တွေဒီနေရာလေးကိုဥနိုင်ကထွက်ချင်တော့တာပေါ့เนาะအဲအဲ့တော့တိတိအတွက်ကြဘလို့ပုံစံကစားမှလဲဆိုတော့ဒါဥနိုင်တို့ဒီ line နဲ့ကနေအကွက်ရွှေ့ဖြစ်နေအမြင်မတူတဲ့ရှုထောင့်ကနေပြမယ်နော်ပထမဥနိုင်ကစားပြတာကဒီနှလုံး6ဒီသုံးလုံး9လို့ဖြစ်တဲ့နှစ်သေးကနော် ခုနှစ်ကြိမ်မှာဗရိတ်ရှိခုနှစ်ကြိမ်မှာဗရိတ်ခွန်ခုနှစ်ကြိမ်မှာဗရိတ်6ဆိုပြီးတော့ဒါတီ96ကစားပြခဲ့တယ်နှစ်လေးတုံညာကစားပြခဲ့တယ်ဗရိတ်6နဲ့ပတ်သက်ပြီးတော့เนาะဒါဒီ line ကနေပြီးတော့ဗရိတ်ကိုပဲယူလိုက်တာခုနှစ်ကြိမ်နဲ့ပတ်သက်ပြီးတော့အခုဟာကကြတော့အကွက်ရွှေနဲ့ကစားပြမယ်အဲ့ line နေရနေเนาะအဲ့တော့ဖြစ်စဉ်တွေအားလုံးကိုတီလိုက်တာဘယ်လိုတီလဲဆိုတော့ရှေ့ပေါင်း6ဒီသုံးလုံး9 ဲ့တော့ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်လို့ထည့်ဒုတိယကမှလည်း6 9ခွန်ပြီးတော့ဒီသုံးလုံး8ဒီသုံးလုံး8ဒီသုံးလုံး8လို့ထည့်တတိယကမှဒီမှာ6 9 8ပြီးတော့ဒီသုံးလုံး9ဒီသုံးလုံး9ဒီသုံးလုံး9လို့ထည့်ထည့်ပြီးရတယ်သူကဘာလာလဲဆိုတော့ဒီသုံးလုံး9ကိုဒီသုံးလုံး6လို့ပြန်ထည့်တယ်ဒီသုံးလုံးတုံညာကိုဒီသုံးလုံးခွန်လို့ထည့်တယ်ဒီသုံးလုံး8ကို ဒီ3လုံးဒီ3လုံး1ကိုဒီ3လုံး8လို့ထည့်တယ်။ကြည့်ဟုတ်ပြီ။ဒါဆိုရင်အဲ့ဒီမှာသူ့ရဲ့ကစားကောကဘာဒီပါလဲဆိုတော့အဲ့ဒီနှစ်ထဲမှာနော်ဒီ3လုံးခွန်ကဒီလိုခွန်လို့ဖြစ်တော့ဒီနှစ်ထဲမှာရှေ့ပေါင်း6ပြီးတော့နောက်ပေါင်း6လို့ထောက်တယ်။ဒီရှေ့ပေါင်း6ကလေးကဒီနေရာလေးမှာနောက်ပေါင်း6လို့လာထည့်မယ်။ဒုတိယကလည်းအဲ့ဒီလိုပဲဒီ3လုံး8ကဒီလို8လို့ဖြစ်လို့ဒီနှစ်ထဲကတိုင်းမြင်กว่าဝေးအတူတူပဲ။ နောက်ပေါင်း6เนาะဒီရှေ့ပေါင်း6ဒီနောက်ပေါင်း6လို့လာခဲ့တတိယကမှာလဲဒီလို6ကဒီလို6လို့ဖြစ်လို့ဒီရှေ့ပေါင်း6ဒီအဲ့ဒီနှစ်ထဲမှာတိုင်ပင်ကွာဝတ်တူတူနောက်ပေါင်း6လို့လာခဲ့ဟုတ်ပြီဒါဆိုရင်เนาะဒီနောက်ပေါင်း6ရဲ့နှစ်ပင်ကျော်မှာ6ပရိတ်6ပရိတ်ထိတ်နဲ့ပရိတ်နဲ့6လို့ဖြစ်တယ်ဒီနောက်ပေါင်း6ရဲ့နှစ်ပင်ကျော်မှာ10ပရိတ်10ပရိတ်ထိတ်နဲ့ပရိတ်နဲ့10လို့ဖြစ်တယ် ဒီနောက်ပေါင်း6ရဲ့နှစ်ပင်ကျော်မှာခွန်ပရိတ်ခွန်ပရိတ်ထိတ်နဲ့ပရိတ်နဲ့ခွန်လို့သူကဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်ကအဲ့တော့ဘာကစားချင်တာလဲเนาะဘာကစားချင်တာလဲဆိုတော့ဥနိုင်ကစားပြတော့เนาะဒီနောက်ပေါင်း6ရဲ့ဒီမှာရှိတဲ့ကဏ္ဍနော်နောက်ပေါင်း6ရဲ့သူ့ရဲ့ဒီဈောင်းမှာရှိတဲ့486ဆိုတဲ့ကဏ္ဍသည်ကိုဘရိတ်ကိုဘရိတ်ထိတ်နဲ့ဘရိတ်နဲ့ကိုလို့ဖြစ်တာ ဖြစ်ပြီးတာနဲ့ဒီ၄ရှိ၆ဆိုတဲ့ကဏ္ဍဒီသူကဘယ်မှာလာထွက်ရမှာလဲဆိုတော့เนาะဒီနှလုံးတုံညာနောက်ဘက်ကတုံညာထိတ်လို့ဖြစ်မယ်ဒီသုံးလုံးတုံညာလို့ဖြစ်တဲ့နှစ်ထဲမှာတုံညာတစ်နှစ်ဆိုတဲ့ကဏ္ဍပတ်လဲထွက်ခဲ့ရမှာထွက်ခဲ့ပြီးတာနဲ့တပင်နှစ်ပင်ရဲ့ဘေးမှာတုံညာတစ်နှစ်ဆိုတဲ့ကဏ္ဍပတ်လဲထွက်ပြီးတာနဲ့တပင်နှစ်ပင်ရဲ့ဘေးမှာအဲ့ကဏ္ဍထွက်မယ်ဒီကဏ္ဍဒီဒီမှာလာထွက်မယ်ဟုတ်ပြီဒါပရမတ်တကက် ဒါဆိုရင်ခုနကဒုတိယအကတ်မှာလည်းအဲ့လိုပဲဒီနောက်ပေါင်းချောက်ရဲ့ဇောင်းက၈ခွန်ခွန်းဆိုတဲ့ကဏ္ဍဒီတပွင့်နှစ်ပင်ကျော်၈ပရိတ်၈ပရိတ်ထိတ်နဲ့ပရိတ်နဲ့၈လို့ဖြစ်လို့မို့၈ခွန်ခွန်းဆိုတဲ့ကဏ္ဍကလည်းဘယ်နေရာကိုလာထွက်ရမှာလဲဆိုတော့ခုနကလို့ဒီမှာနှစ်နောက်ပိတ်ကနှစ်ထိတ်လို့ဖြစ်ပြီးဒီသုံးလုံးနှစ်လို့ဖြစ်တဲ့နှစ်ထဲမှာ၃ညာ၁နှစ်ဆိုတဲ့ကဏ္ဍပတ်လေဒီမှာလာထွက်မယ်ထွက်ပြီထွက်ပြီညာနဲ့တပင်းနှစ်ပင်ရဲ့ဘေးမှာခွန်၈ခွန်းလို့ဒီကဏ္ဍက ဒီမှာလာရွှေ့လိုက်တယ်။ဟုတ်ပြီ။ဒါဆိုရင်ဥနိုင်တို့ဒီတတိယအကတ်မှာနော်။တတိယအကတ်မှာကြာသူကဘလို့ကစားလဲဆိုတော့ဒီမှာနောက်ပေါင်း6နှစ်ပွဲကျော်မှာခွန်ပရိတ်ခွန်ပရိတ်ထိတ်နဲ့ပရိတ်နဲ့ခွန်လို့ဖြစ်တော့သူ့ရဲ့ဇောင်းကတတိခွန်ဆိုတဲ့ကဏ္ဍဒီနော်။တတိခွန်ဆိုတဲ့ကဏ္ဍဒီဘယ်မှာလာထွက်ရမှာလဲဆိုတော့လေးနောက်ပိတ်ကလေးထိတ်လို့ဖြစ်တယ်ဒီသုံးလုံးလေးလို့ဖြစ်တဲ့နှစ်ထဲမှာတုံညတင့်နှစ်ဆိုတဲ့ကဏ္ဍပတ်လေဒီမှာလာထောက်နေပြီ။ ထောက်ပြီးတော့တပင်းနှစ်ပင်းရဲ့ဘေးမှာတစ်တစ်ခွန်းဆိုတဲ့ကနန်းပတ်လေကဒီမှာလာထွက်မယ်နော်အဲ့တော့ပရမအကတ်မှာဥနန်တို့ကြည့်လိုက်တဲ့အခါမှာနော်ဒီ၄ရှိ6ဆိုတဲ့ကနန်းဒီ၃ည၁နှစ်လို့ထောက်ပြီးတာနဲ့၈၄6လို့ထွက်တယ်နော်ဒုတိယအကတ်မှာလည်းအဲ့လိုပဲဒီရှစ်ခွန်းခွန်းဆိုတဲ့ကနန်းဒီ၃ည၁နှစ်ပတ်လေထောက်ပြီးတာနဲ့ခွန်ရှစ်ခွန်းလို့ထွက်တယ်ပြောချင်တာကသူကဒဲမထွက်ဘူး ခုတတိယကမှာနော်တစ်တစ်ခွန်းဆိုတဲ့ကဏ္ဍကနော်အခုဒီမှာတုံညာတစ်နှစ်လို့ထောက်ပြီးတာ ਨੇ တစ်တစ်ခွန်းလို့လည်းထွက်နိုင်တယ်လို့တစ်ခွန်းတစ်ဆိုလည်းထွက်နိုင်တာနော်ရဟုတ်ပြီအဲ့တော့ဒီကဏ္ဍလေးထွက်ခဲ့မယ်ဆိုရင်ဒီကဏ္ဍကနောက်ထပ်ဘာတွေအဆက်ရှိလဲဆိုတော့ကောင်းပြီသူကဘာတွေအဆက်ရှိကြလဲဆိုတော့အဲ့အဆက်ကလေးကိုဦးနိုင်ပြအောင်မယ်နော်အဲ့တော့ဒီကဏ္ဍကဒီတုံညာတစ်နှစ်ထောက်ပြီးတာ ਨੇ ဒီမှာထွက်ပြီထွက်ပြီးတော့ကြတော့သူ့ရဲ့ဒီအပေါ်တပင်ပေါ်မှာကြည့်လိုက် နော်သူ့ရဲ့အပေါ်တနှစ်ပေါ့နော်သူ့ရဲ့အပေါ်တပွဲကျော်မှာဒီ၃လုံး၅သုံးခွန်းဆိုတဲ့ကဏ္ဍတည်တဲ့ဒီနေရာမှာရှီလေးချောက်လဲအောင်လဲအောင်ရောတနှစ်ချပြီဒီဘက်နှစ်မှာ၅သုံးခွန်းလို့ပတ်လဲကြပြန်တယ်သူ့အောင်မှာအဲ့ရှီလေးချောက်ကပြန်ထွက်နောက်တနှစ်ထိအောင်လိုက်တာနော်အဲ့တော့ဒီဒုတိယကတ်မှာလဲရှီခွန်ခွန်ရဲ့တပွဲကျော်မှာ၃ညခွန်နှစ်နော်အဲ့ဒီ၃ညခွန်နှစ်တည်တဲ့ဒီရှီခွန်ခွန်ကခွန်ရှီခွန်လို့လဲကြပြီးတော့တနှစ်ချပြီဒီဘက်နှစ်မှာ 3ခုနှစ်လို့ပတ်လဲကြပြန်တယ်သူ့အောင်မှာခုန်ရှိခုန်လို့လိုက်ထွက်တာပဲနော်ကြည့်ဟုတ်ပြီဒါဆိုရင်ဦးနိုင်လို့ဒီမှာတတိယအကတ်မှာတတိယအကတ်မှာဒီတိတိခုန်လို့ဒီဘွဲအောင်ပြီဆိုလို့ယင်နော်တိတိခုန်လို့ဒီနေ့ထဲမှာအောင်သွားတယ်ဆိုလို့ယင်၄နှစ်၈ဆိုတဲ့ကဏ္ဍဒီ2026ကြော်ပြီးလို့ယင်ဒါကသူကတိတိခုန်ဆိုတဲ့ကဏ္ဍကထွက်ရအောင်မှာပေါ့နော်ဒါဦးနိုင်ကကြုံလို့ပြခဲ့တာလိုသေးတယ်